ချမ်းမီနယ်တောင်ပိုင်းရှိနယ်မြေလေးတစ်မြို့ပဲဖြစ်ပါတယ်။လေပြင်းများနဲ့အတူမဲမောင်နေတဲ့မိုးသားတွေထဲမှာကျယ်လောင်သောမိုးချိမ့်တဲ့ကြီးများကလည်းအဆက်မပြတ်ထွက်ပေါ်လာလေတော့တယ်။မကြာမီမိုးကတဲတဲမဲမဲရွာချလိုက်လေတော့တယ်။အိမ်ခေါင်မိုးပေါ်မှာယူစိတ်ကြလာတဲ့မိုးဆက်များကချမ်းမြင်ထတဲ့တရောက်တောက်မြည်နေလေတော့တယ်။မခင်စိန်ကြီးမင်းရဲ့သမီးတွေကိုပစိုးစုံနဲ့ကြမ်းမြင်လိုက်တော့ခိုင်းမအောင်ဟေ့ဒီနေ့တော့မိုးကလည်းမိုးကကောင်းနေပြန်ပြီ ဥပချစ်မီတွန်တောက်တီးရင်နဲ့ငါးဖက်ပိုက်ကိုပြင်ဆင်နေတော့တယ်ဒီနှစ်တော့သူ့မိုးလေးမိုးလိုက်ချင်ပြီသူ့မိုးဆိုရင်တော့ခဏခဏအမိုးပြင်းမိုးရံတော့မလိုတော့ဘူးလေမိုးလေးများငြိမ်သက်သွားတဲ့အခါတအိမ်လုံးအိမ်မောကျလျက်ရှိနေတော့တယ်မခင်စိန်မင်းရဲ့သားအကြီးကောင်ကိုနှိုးလိုက်တော့ကံဘက်ကငါးတွေကပွက်လောက်ပြီးတသားလေးနှိုးလိုက်ကျန်တဲ့ကလေးတွေလည်းနှိုးတော်အောင်ဥပချစ်ကလေးတန်တိုးတိုးလေးဖြင့်ဆူလိုက်လေတော့တယ်မခင်စိန်လည်းသူ့ရဲ့သားအကြီးကောင်ကိုနှိုးလိုက်ပြီးနောက်ကိုဘချစ် ငါမြမြရရင်ပြန်လာတော့နေမမြင့်စီနဲ့နေမမြင့်ခင်ဈေးဝင်မှဈေးကောင်းရမှာနေမြင့်သွားရင်အကြံအပုတ်ဈေးပဲပေးကြတာငါသိပါတယ်ဟာသားဖာနှစ်ယောက်ဓမီနဲ့ထွက်သွားပြီးခင်စိန်လဲစိုးနေသေးတာကြောင့်အိတ်ရတဲ့ဝင်ကအိတ်လိုက်လေတော့လေအော်အေးအေးအော် အင်္ဂါချက်ဖကြီးအော်တန်းချောင်းမခင်စိန်အိယာကနေကပြကရထားကမိမွေပြီးထမင်းကိုတဲလိုက်လေတော့တယ်မနက်စွမ်းကံကြွားတဲ့ကိုတော်များအားဆွန့်လောက်လူရံပဲဖြစ်တယ်ရခင်ဘွားမှအလူဒါနနဲတာမှုယခုဘွား၌ဆင်းရဲချိုးတဲ့စွာနေခဲ့ရတယ်ပြီးတော့လောရတာကလည်းအကုသို့လို့တီတီနဲ့မမီရေထတော့ဟဲ့ကိုတော်တွေစွမ်းကံတော်ကြွလာတော့မယ်ဒီတနေ့အစကိုကုသိုလ်လေးနဲ့စကြရအောင်ဟဲ့ ပြီးရင်တနေကုန်အကုသို့အလုပ်တွေပဲလုပ်ရအောင်မှာသူမရဲ့သမီးနှစ်ယောက်အဲ့ရမထရန်စော်အောလိုက်ပြီးနေတော့မခင်စိန်ကအိမ်နောက်ဖွေးဘက်ကိုသွားကစားနေထားတဲ့ငါးများကိုအိမ်ရှိသူယူလာပြီးတော့ချိတ်ဆွဲထားလေတော့တယ်မကြမီရောင်နီလာတော့မှမှုမခင်စိန်ငါးယောက်ရံဇလုံးနှင့်ချိန်ငွေများအအသင့်ပြင်ထားလိုက်လေတော့တယ်မခင်စိန်ရေမခင်စိန်ဒီမှာငါးကြီးကြီးမိလာတယ်ဟဲ့ ဟဲဟုတ်ပါလွဲတဲ့ငချင်းကြီးမဟုတ်ဘူးတော့ရေကဲသားကြီးမင်းအဖေကိုထမင်းခုပေးလိုက်တော့အမေနဲ့မင်းညီမတွေကငါးသားရောက်လိုက်အောင်မယ်သားတို့စားဖို့ငပိကောင်နဲ့ခင်းညင်တင်ငပိကျချက်ထားတယ်ပြီးရင်တရေတမောအိတ်လိုက်ကြအောင်ကဲမိတီနဲ့မိမီတို့လာငါသွားရောက်ကြမယ်ဟေ့မိခင်ဖြစ်သူခေါ်တဲ့ကြောင့်တီတီနဲ့မိမီတို့လည်းအိမ်ထဲကအပြေးအလွှာထွက်လာကမိခင်ထမ်းမှငါထည့်ထားသောဇလုံးအားကူရရင်သွားလိုက်ကြလေတော့တယ်ဖြိုးကိုပါချက်အိမ်ရှိမှခေါ်တဲ့ကြောင့်ဥပါချက်အိမ်ရှိကိုထွက်ကြည့်လိုက်လျာဟာ ဆိုင်မော်လာလေးကွာမလာတော့ဘူးကိုဘချေကိုတင်ဖေးရဲ့အမျိုးသမီးဆုံးသွားလို့နိုင်ရင်သွားမလို့လိုက်အောင်မလားလို့လာခေါ်တာ ဟောဟုတ်လားလိုက်ရမှာပေါ့ကွာကိုတင်ဖေးနဲ့ကလူရင်းနေမို့လားကိုတင်ဖေးရဲ့အမျိုးသမီးရဲ့လည်းအထီဥပချစ်တို့ကအဆဆရရကူညီဆောင်ရွက်လုပ်ကင်ပေးနေသူပဲဖြစ်တယ်ကိုတင်ဖေးကမွေးမုပ်ဆိုးလို့ပဲဆိုရမယ်မွေးဖန်းခြင်းအလုပ်ကကိုတင်ဖေးရဲ့ပင်မစီးပွားရေးထောက်တိုင်တစ်ခုပဲဖြစ်တယ်ကိုဘချစ်ကတော့ချောင်းရှိရနေရ၌ငါးရှာဖားရှာအလုပ်ဖြစ်အသက်မွေးဝမ်းကြောင်းပြုတော့လေမွေးဟူး၍မဆိုနဲ့မွေးနဲ့တူတဲ့ငရှင်ကိုပင်လက်ဆောင်လေးတော့တယ်ထို့သောလက်ဆောင်ရတဲ့အကြောင်းတရားကလည်းအခိုင်အလုံရှိနေတာကိုကိုဘချစ်ရဲ့ နေမိမ့်မမွေးပြီဟေးတမိမိန်ကလေးအမွာလေးတွေဟဲ့ကိုဘချစ်ရဲ့မျိုးသမီးမခင်စင်တမိကလေးမိမ့်မအမွာကိုဝင်လွှဲထားရစဉ်ကလေးကမွေးများကမကြာခဏအိမ်မက်မက်တဲ့အပြင်အိမ်အနီးနားပတ်ဝန်းကျင်ကမွေးများအားမကြာခဏတွေ့ရလေတယ်ကိုဘချစ်ရဲ့မိတ်ဆွေအထက်လန်းဆရာဥပမောင်ကဘချစ် မင်းရဲ့သမီးအမွှာတွေကမွေတွေငကားတွေနဲ့အဆက်အသွင်ရှိတယ်နော်ငကားတိုက်ကလာတာနေမှာဒါကြောင့်မင်းတို့မိသားစုဝယ်တော့ခါမှမွေသားမစားမိစေနဲ့ကြားလိုက်ဥပမောင်ရဲ့အမှားစကားအရကိုဘချက်တို့မိသားစုကမွေအားရှောင်ကျင်ကြလေတော့တယ်မွေများကိုတတ်ဖို့ဝေးသည်ငရှင်ကိုပင်ဖန်းခြင်းကလည်းရှောင်ကျင်ကြတယ်ယခုပင်သူ့ရဲ့သမီးအမွှာလေးဖြစ်ကြတယ်တီတီနဲ့မိမိကအပြိုရွယ်လေးတောင်ရောက်နေကြပြီပဲဖြစ်တယ်တီတီကငချင်းအားခုတ်ထည့်ရန်ငားကြိုင်နေခြင်းပဲဖြစ်တယ်ငားဤဝမ်းပိုက်ထဲကကလီစာတွေကိုထုတ်လိုက်စေဟင်း သူကလက်ထဲမှာငားရဲ့ပိုက်ထဲကအချီအချွဲတွေကြားထဲကရွှေရောင်ရာလေးတစ်ခုကိုတွေ့လိုက်ရလေတော့တယ်။သူမတေးချာစွာစူးစိုက်ကြီးကအမေအမေလာကြည့်ပါဦးဓမ္မ။ဘာလဲဟဲ့မိတင်အလန့်တကြ။တမိဖြစ်သူကသူမကပြလိုက်တော့အရာကိုတေးတေးချာချာကြည့်လိုက်။ဟဲရွှေလက်စုတ်ကလေးပါလား။ဟဲဝမ်းသာလိုက်တာအမေတို့အိမ်ခေါမိုးပြင်လို့ရတော့မယ်တမိရဲ့။ တမိ၃ရောက်ဝမ်းသာလုံးရေတုံးနဲ့တူဖြက်ခါမျက်ရည်များပင်ကျမိတော့တယ်။မကြခင်ကိုဘချဲတို့အိမ်လေးကသူမိုးပြင်တော်လေးနဲ့ပြန်လဲပြုပြင်ဆောက်လုပ်ခဲ့လေတော့တယ်။အဖေတမိညကအိမ်မက်မက်တယ်။တမိဖြစ်သူမိမိဤစကားကြောင့် ိုဘာချက်တောက်လက်ဆဖတ်ကျန်းဆက်လိတ်အာဆက်လိတ်ပြခွက်တဲကိုထိုးချပြီးမိငိမ့်လိုက်လေတော့တယ်ပြောသမီးဘလို့မှတ်တာမို့လဲတမီးတို့ညီမနာမှာအကူတယောက်နဲ့ဆွေမျိုးတွေကလိုက်ပြီးစောက်ရှောက်နေတာတဲ့ဒါကြောင့်အနီးနားမှာမွေးတွေကိုတွေ့ရင်မတက်ပါနဲ့တဲ့ပြီးတော့လေအဖေမိတ်ဆွေဥတည်ဖေကိုလည်းမွေးတွေဆက်မတက်ပါနဲ့လို့တတိပေးလိုက်ပါတယ်အဖေသူမွေးတွေကိုဆက်ပြီးတက်နေမယ်ဆိုရင်တော့ခွင့်မလုပ်ဘူးတဲ့အဖေကိုဘာချက်ကလည်းတမီးဖြစ်သူစကားကိုနားထောင်ကတမရှည်ကြီးတစ်ချက်ကိုချလိုက်မိတော့တယ် ခတ်တော်လဲခတ်သားသမီးရဲ့မွေဖမ်းမုံဆိုးသမားတယောက်ကိုမွေမဖမ်းနဲ့လို့တားလို့ရပါမလားကွယ်ဒါတော့အဖေပြောတော့ပြောကြည့်ပါဦးမယ်ထွယ်ချင်းနိုင်ကိုပါချေအိမ်တော်ဝေးချန်ထဲမှာမွေတော်တန်များကိုကြားလိုက်ရလေတော့တယ်ပြောကိုတင်ဖေဘာတွေလုပ်နေတာတော့ဟာကိုပါချေလာလေဒီမှာဆေးပြေဝါပြေလေးတောက်နေတာဒီအပိုင်းမွေကလည်းမရတော့အမီးကပဲလို့ပဲရှိတာမွေသားလေးနဲ့မြည်လိုက်ရရင်တော့လောကရဲ့စီးရင်ပေါ့ဗျာကျုပ်လည်းဒါပဲပြောမလို့ကိုတင်ဖေရေဟုအဆက်ချီကသူ့ဤသမီးအိမ်မက်အကြောင်းကိုပြောပြလိုက်လေတော့တယ် ကိုဘချေကိုဘချေခလေးတယောက်အိမ်မက်ကိုများအေးတယူလုံနေတယ်ကျုပ်ကငငယ်ကလေးကမွေဖန်းလာတဲ့မွေဖန်းသမားမဟုတ်ဆိုပါဗျကျုပ်ကမွေတိုက်တွေငကားတိုက်တွေကိုယုံကြည်မရှိဘူးကျုပ်မွေမဖန်းလို့ဘယ်လောက်ကိုလှုပ်ပြီးတော့လောက်ကင်စားရမလဲကျုပ်နဲ့အတူငားလိုက်ရှာလေကျုပ်ခမားပိုက်ထောင်ဖို့ပိုက်လက်ဆောင်လည်းပေးမယ်ဗျကျုပ်တို့အတူတူငားရှာကြအောင်ဗျကျုပ်ခမားကိုကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျုပ်တကငါအလုပ်လုပ်ရတာတော့ဝါသနာမပါဘူးဗျကျုပ်ကမွေပဲဖန်းကျင်တာပြီးတော့မွေသားလည်းစားကျင်တာ အေးပါဗျာကျုပ်ကသတိပေးပါဆိုလို့သတိပေးတာပါဗျာယုံနာမယုံနာကတော့ခမရအပိုင်းမဲ့ကိုတင်ဖေးရဲ့ ကိုဘချက်တယောက်လေးပင်တော့ခြေလက်များဖြင့်ကိုတဖေးအိမ်ကနေပြန်လာလိုက်လို့ရတယ်။ကိုတဖေးစပယ်ကြီးမှုအကြီးကြီးတကောင်ဖမ်းပြီးလို့ရဟေး။ကိုဘချက်ငါဖမ်းပြီးပြန်လာကြလိုက်ရတော့တရင်ကြောင့်အိမ်တို့ခတ်သွက်သွက်ပြန်လာလိုက်လို့ရတယ်။အိမ်တို့ရောက်တဲ့အခါသူ့ရဲ့သမီးတီတီနဲ့မီမီကရှိုက်ရှိတဲ့ငွေငိုနေဒီကိုတွေ့လိုက်ရတာကြောင့်ဟေးသမီးတို့ဘာလို့ငိုနေကြတာလဲ။မပြောချင်ပါဘူးကိုဘချက်ရဲ့သမီးနှစ်ယောက်အိတ်အားကနိုးလာပြီးတော့သူတို့ကိုလိုက်ဆောက်ရှောက်နေတဲ့အကူကိုကိုတင်ဖေးကဖမ်းထားပြီလို့ဆိုပြီးတော့မနဲ့ကလေးကငိုနေတာ။ကျုပ်လည်းဘလို့မှချောက်လို့မရဘူး။ခတ်တော်တာပဲကွာ။ အဖေရဲ့အခုကိုကယ်လို့ရရင်ကယ်ပေးပါဦး။အေးပါအဖေသွားကြည့်ကြည့်ပါဦးမယ်ကွယ်။ကိုဘချက်ကလည်းကိုတင်ဖက်အိမ်မက်ကိုခတ်တုတ်တုတ်ခလေးရှောက်သွားလေတော့တယ်။ကိုတင်ဖက်အိမ်ရှိတဲ့တော့လူများကလည်းအတန်းလိုက်ကြီးတစုံတရာအားစိတ်ဝင်စားဖွယ်အုံခဲပြီးကြည်နေလေတာကြောင့်သူလည်းထိုးလူအုပ်ကြားထဲကိုတိုးဝင်၍ကြည့်ရှုလိုက်လေ။ဟာ သူ့ရဲ့နှုံးမှာဟာခနဲ့ပင်ထွက်ခါအလွန်စိတ်မကောင်းဖြစ်သွားလေတော့တယ်။ပေ20ခန့်ရှိတယ်။စပက်ကြီးမွေအားဘိုက်ခွဲနေခြင်းပဲဖြစ်တယ်။ခွဲပြီးသားနေရများအားဝါးတော်အူတူများဖြစ်ကန့်လန့်ထားလေတော့တယ်။မွေသည်တစ်ချက်နှစ်ချက်လှုပ်လျက်ပင်ရှိနေသေးတယ်။ကိုဘချေစိတ်မကောင်းကြီးစွာဖြင့်အိမ်သို့ပြန်လာခဲ့လေတော့တယ်။ထိုမွေသားအားကိုတင်ဖီနှင့်ရက်ွက်ထဲကလူတစုကမိုးရဲတဲ့ကြီးနဲ့အာရပါရချက်ပြုတ်ခါထိုပန်ဝင်းကျင်တဝိုက်တွင်နေထိုင်သောသူများထံကိုလည်းလိုက်လံဝေးလိုက်သေးသည်။ကိုဘချေကတော့မိတ်ဆွေများအားထိုမွေသားအားမစားကြရင်လိုက်လံတားမြစ်တော့လေလှောင်ပြောင်ဟားတိုက်ခြင်းကိုသာခံရလေတော့တယ်။ अभी अभी တမီးတို့အိမ်ပြောင်းကြရအောင်ဒီနေရာကမကြခင်အန်နေရကြရောက်တော့မှအဖေတို့ဘယ်ကိုပြောင်းရမလဲတမီးတို့ရဲ့အိမ်ကိုရသလောက်ဈေးနဲ့သာရောင်းပြီးပြောင်းရအောင်ဖေအေးပါကွာတမီးတို့သဘောပါပဲဒေါခင်စိန်ကသူမရဲ့အိမ်ဟာနှမျောတက်တဆွာရှိကပစ္စည်းများတင်ထားသော၆ဘင်းကားကြီးပေါ်ကိုတက်လိုက်လေတော့လေကိုဘချစ်တို့မိသားစုသူ့ရဲ့ဆွေမျိုးများရှိရာအခြားတနယ်ကိုပြောင်းရွှေ့သွားလေတော့လေကိုဘချစ်တို့မိသားစုပြောင်းရွှေ့သွားကြတဲ့အဲ့ဒီညမှာပဲထိုပဲဝင်းကျင်တစ်ခုလုံးကြောက်စရာကောင်းလောက်အောင်မွေးတွန်တဲ့များအားကြားလိုက်ရလေတော့လေမွေးသားဟင်းစားသုံးရသူအလုံးဘိုင်များအောင်ကဝမ်းလျှော့ကြလေ ရာအချို့ကအသက်များပြင်သေဆုံးကုန်ကြတယ် ထို့မြပေမကသည်ပဲညလူကြီးတိတ်ချိန်၌ကိုတင်ဖေးအိမ်မှစတင်ကမီးလောင်မှုဖြစ်ပွားပြီးတော့တရက်ကလုံးနီးပါးလောင်ကျွမ်းခံရလေတော့တယ်ကိုတင်ဖေးတို့မိသားစုကမီးလောင်မှုတွေပါသွားကအသက်များပင်သေဆုံးသွားကြလေတော့တယ်ဘေးပံဝင်ချိန်မှာလူများရဲ့ပြောကြားချက်အရထိုမီးလောင်မှုအားအဝေးမှမြင်တွေ့နေရသည်ကမွေငကားတကောင်ကစိတ်ဆိုးမှန်ဆိုးဖြစ်ရုံးကန်လှူရှားနေသည့်ဟန်နဲ့တူလာတယ်လို့လည်းဆိုကြတယ်ထိုမီးလောင်မှုတွင်လောင်ကျွမ်းခံရတဲ့အိမ်အလုံးကတော့ကိုတင်ဖေးချက်ကြွေသောမွေသားဟင်းအားမင်းရေရှိတ်နဲ့စားတော့ကြတဲ့သူများရဲ့အိမ်များပင်ဖြစ်ပါတယ် ယ်။ဇလန်းလေးကဒီမှာနေပြီးဆုံးသွားပါပြီရှင်။ဇလန်းလေးကိုရေးသားပေးတဲ့မိုးရင်သားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်။